အစ္စရေးနဲ့ဟာမတ်စ်အဖွဲ့အကြားအပြစ်ခတ်ရစေးသဘောတူညီချက်နောက်နေ့ကြန့်ကြာနေချိန်မှာအမေရိကန်ဟာဟာမတ်စ်အဖွဲ့နဲ့တိုက်ရိုက်ဆွေးနွေးခဲ့တယ်လို့အယ်ဂျာဇီးယားကဖော်ပြခဲ့ပါတယ်။ဆွေးနွေးမှုတွေဆက်ပြီးပြုလုပ်နေပါတယ်။အသေးစိတ်ကိုတော့ကျွန်မပြောမှာမဟုတ်ပါဘူးလို့အင်ဖီရိုသတင်းပြန်ကြားရေးအရာရှိကာရိုလိုင်းလက်ဗစ်ကမလ9ရက်မှာပြောကြားခဲ့ပါတယ်။ကမ္ဘာတဝန်းကလူတွေနဲ့ဆွေးနွေးမှုတွေညှိနှိုင်းမှုတွေပြုလုပ်တာဟာအမေရိကန်ပြည်သူတွေရဲ့အကျိုးစီးပွားအတွက်အကောင်းဆုံးလှုံ့ဆော်ချက် ဖြစ်ပါတယ်။တမရာကြီးကလည်းယုံကြည်ချက်ရှိပြီးအမေရိကန်ပြည်သူတွေအတွက်မှန်ကန်တဲ့အရာတွေကိုလှုံ့ဆော်နေတာဖြစ်ပါတယ်လို့လက်ဗစ်ကပြောပါတယ်။အစ္စရေးမှာ ဟာမတ်စ်တို့ရဲ့ဖမ်းဆီးခြင်းခံထားရတဲ့တရားခံတွေနဲ့ပတ်သက်ပြီးအထူးတန်တမန်အဖြစ်တမရဒေါ်နယ်ထရန့်ရဲ့အဆိုပြုခံထားရသူအဒမ်ဘူလာဟာဟာမတ်စ်တို့နဲ့ပြုလုပ်တဲ့တိုက်ရိုက်ဆွေးနွေးမှုတွေမှာပါဝင်ခဲ့ပါတယ်။ဟာမတ်စ်အရာရှိတူကတော့ဂါဇာမှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အစ္စရေးအမေရိကန်တရားခံတွေနဲ့ပတ်သက်ပြီးဆွေးနွေးညှိနှိုင်းမှုတွေလည်းပြုလုပ်ခဲ့တယ်လို့ AFP သတင်းဌာနကအတည်ပြုပြောကြားခဲ့ပါတယ်။အမေရိကန်ဟာ1999ခုနှစ်ကဟာမတ်စ်အဖွဲ့ကိုအကြမ်းဖက်အဖွဲ့စီးရင်တွင်ပြီးတာမြင့်ပိတ်ပင်ခဲ့ပြီးကြတဲ့ကအဲ့ဒီအဖွဲ့နဲ့တိုက်ရိုက်ဆွေးနွေးမှုတွေမရှိခဲ့ကြအောင်အရင်ကလူသိရှင်ကြားညင်းဆိုခဲ့ပူပါတယ်။အစ္စရေးက ကတော့ Hamas နဲ့တိုက်ရိုက်ဆွေးနွေးမှုတွေအတွက် American နဲ့တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ပြောပါတယ်။ Israel အရာရှိတွေကတော့ American နိုင်ငံသား Eden Alexander အပါအဝင်အသက်ရှိနေသေးတဲ့တရားခံ24ဦးနဲ့တိုက်ဆုံခဲ့တဲ့တရားခံတွေရဲ့ရုပ်အလောင်း35လောင်းဟာဂါဇာမှာထိမ့်သိမ်းခံထားရဆဲဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကအဆုံးသတ်သွားတဲ့ Israel Hamas အပြစ်ခတ်ရဲစေးရေးသဘောတူညီချက်ကာလအတွင်း Hamas အဖွဲ့ကတရားခံ33ဦးကိုပြန်လည်ပေးခဲ့က Israel က Palestine 2000ကျော်ကိုပြန်လည်ပေးခဲ့ပါတယ်။